ီးခဲ့တဲ့လကဝီကာလူမျိုးအယောက်40ကိုတရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ရမှာပါဝင်ခဲ့တဲ့အရင်နဲ့လက်ရှိထိုင်းရာရှိတွေပေါ်အမေရိကန်ကပြည်ဝင်ဝင်ဗီဇာတားမြစ်လိုက်ကြောင်းအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရိုဘီယိုကမတ်စလီရဲ့နေမှာပြောကြားလိုက်ပါတယ်။ဝီကာလူမျိုးတွေနဲ့တခြားလူမျိုးစုတွေကိုတရုတ်စီအတင်းအကျပ်ပြန်လည်ပို့ဆောင်ရေးအစိုးရအဖွဲ့အပေါ်တရုတ်ဘက်ကဖိအားပေးဖို့ကြိုးပမ်းမှုတွေတိုက်ဖြတ်ရေးအမေရိကန်မွာရအသိရဲ့တစိတပိုင်းအနေနဲ့အခုလိုမျိုးဗီဇာတားမြစ်လိုက်တာဖြစ်တယ်လို့နိုင်ငံသားဝင်ကြီးကကြေညာချက်မှာဖော်ပြထားပါတယ တရုတ်လူနည်းစုဝင်တွေဟာညှဉ်းပန်းနှိပ်စက်အစဖြောက်ခံရနိုင်တဲ့ NDA တွေနဲ့ရင်ဆိုင်နေရပြီးတရုတ်တို့ဝီဂါလူမျိုးတွေပြန်ပို့တဲ့ဘဲအစိုးရရာရှိကိုမဆိုဗီဇာတားမြည်ရေးမူဝါဒအတင်းနဲ့အရေးယူတော်မှာဖြစ်တယ်လို့ဝန်ကြီးရိုဘီယိုကပြောပါတယ်။တရုတ်ကဝီဂါလူမျိုးတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုလူသားမျိုးတွေအပေါ်ကျူးလွန်တဲ့ရာဆွဲမှုတွေကျူးလွန်နေတာကြားပြီးဖြစ်တာကြောင့်ကမ္ဘာတဝန်းမှာရှိတဲ့အစိုးရအဖွဲ့တွေအနေနဲ့ဝီဂါလူမျိုးတွေကိုတရုတ်စီပြန်မပို့ကြဖို့မိမိတို့တိုက်တွန်းကြောင်းလည်းသူကပြောပါတယ်။ဗီဇာတားမြည်မှုနဲ့ရင်ဆိုင်ရမယ့် ထိုင်းညာရှိတွေဘသူဘဝဖြစ်တယ်ဆိုတာကိုတော့အမေရိကန်ကဖော်ပြမထားပါဘူး။ပြတ်မှတ်ထားရေးယူခံရသူတွေရဲ့မိသားစုဝင်တွေလည်းအခုဗီဇာတားမြစ်မှုမှာပါဝင်မှာဖြစ်တယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေး။ဖေဖော်ဝါရီ29ရက်ကဝီဂါလူမျိုးတွေကိုပြန်လည်ပို့ဆောင်ခဲ့တာဟာတရုတ်ရဲ့ချင်းချမှုကိုရှောင်ရှားဖို့အကောင်းဆုံးဖြေရှင်းမှုဖြစ်တယ်လို့ထိုင်းညာရှိတွေကအခုလာစစောပိုင်းမှာကောက်ွယ်ပြောဆိုခဲ့ကြပါသေး။ထိုင်းမှာစစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်အတိတ်ကလည်းအမေရိကန်ဟာဆေးအကူအညီရပ်ဆိုင်းလိုက်တာမျိုးလိုထိုင်းကိုရေးယူမှုတွေပြုလုပ်ခဲ့ပူပါသေး ဝေဂါလူမျိုးတွေကိုတရုတ်စီပြန်လည်ပို့ဆောင်ခဲ့တဲ့ထိုင်းရဲ့လူရဲကိုဥရောပလွှတ်တော်ကလည်းပြစ်တင်ရှုတ်ချထားပါတယ်